ဆိုင်ရီသူဆရာတက်လုံးရေးသားထားတဲ့တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကလေလာစူဇန်ရှောက်မြီလန်းဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးကြပါရရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရရှင်။စူဇန်ကမနှုတ်တလူသားတွေအတွက်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ပဲတဘာဝလူကိုစူဇန်မှုအလေးကိုပေးခဲ့တယ်။ကလေးငယ်တွေကိုရှူကြည့်ပါ။ ကလေးငယ်ဟာမွေးဖွားလာပြီးတဲ့နေ့ကစပြီးတော့စူးစမ်းမှုတွေကိုပြုလုပ်လာခဲ့တယ်။ဒါပေမဲ့အရွယ်ကလေးအတော်ထောက်လာတဲ့အခါကိုကိုကိုတက်သိပြီလို့ထင်မှတ်လာတဲ့နေ့ကစပြီးတော့စူးစမ်းမှုအလေးအထားကိုဆွတ်လွတ်လာခဲ့တယ်။စင်စစ်ကတော့လူဟာတိဖို့ကြိုးစားနေတဲ့ွေအသက်ရှင်တန်နေတယ်။တိပြီလို့ယူဆလိုက်တဲ့နေ့မှာတည်ဆုံးရပါတော့တယ်။အသိပညာကို ရှာဖွေရမှာစူးစမ်းနာလွန်စွာအရေးပါအရာရောက်တဲ့ လက်နက်ပစ္စည်းတစ်ခုဖြစ်ပေရာပညာကိုလိုလားသူမှန်သမျှတခါကမိုက်မဲစွာစွန့်ပစ်ခဲ့မိတဲ့စူဇန်ချင်းအလေးအထားကိုပြန်လည်မွေးမြူရပါတော့မယ်စူဇန်ချင်းမှသာလျင်တန်ဖိုးမဖြတ်နိုင်တဲ့ပညာတွေကိုရနိုင်တယ်ဒီနေ့ထုံးကားနေတဲ့သိပ္ပံပညာရဲ့အသက်သွေးကြောဟာစူဇန်နာပဲဖြစ်ပါတယ်စူဇန်နာဟာအတိတ်ပြစ်စုံပန်းအနာဂတ်ဆိုတဲ့ကာလသုံးပါးကိုဆက်ဆက်ကြည့်တဲ့အတတ်ဖြစ်ပါတယ် တနည်းအားဖြင့်ဆိုရရင်မျက်မှောက်ခက်ကိုအကြောင်းရင်းခံရှာဖွေရင်းနဲ့အတိတ်စီတို့ပြန်နေအကြောင်းရင်းခံကိုရှာတွေ့ရတဲ့အခါမှာ နောင်ဖြစ်ပေါ်လာတဲ့အကျိုးတရားကိုခန့်မှန်းတွက်ချက်ခြင်းနဲ့အနာဂတ်တို့ညှော်မြင်နေဒါကြောင့်စူးစမ်းတာကြောင်းကျူးဆက်ဆက်တဲ့အတက်ပဲဖြစ်ပါတယ်စူးစမ်းရမှာနေပယ်နှမျိုးနှစားရှိပါတယ်တစ်ခုကတော့မျက်မှောက်မှာဖြစ်ပေါ်လျက်ရှိတဲ့အရာဝတ္ထုအချက်ပေါ်မှာစူးစမ်းတာနဲ့ ံတမျိုးကတော့ကြားသိရတဲ့စကားဒါမှမဟုတ်အယူဝါဒအပေါ်မှာစူးစမ်းတာပဲဖြစ်ပါတယ်။ဥပမာအားဖြင့်တော့ချွေးထွက်တာဖြစ်ပေါ်နေတဲ့အချက်အလက်ဒါမှမဟုတ်အရာဝတ္ထုဖြစ်တယ်။မကောင်းမှုကိုပြုရင်ငရဲကြတယ်ဆိုတာကတော့အယူဝါဒပဲဖြစ်ပါတယ်။ဘလို့စူးစမ်းမှုကိုပြုလုပ်တာပဲဖြစ်ဖြစ်စူးစမ်းတဲ့သူကအထွေထွေဘဟုတုတနဲ့ပြည့်စုံရတယ်။ဒါမှသာလျှင် သူ့ရဲ့စူးစမ်းမှုကအရာရောက်ပါလိမ့်မယ်။လောကတဘာဝတရားကတော့ ရှင်းရှင်းကလေးမှသည်ရှုပ်ထွေးစမ်းကြယ်အဖြစ်ပြက်တွေကိုအကွက်ဖော်ထားတာဖြစ်လို့အခြေခံအချက်လက်တွေကို တီးခေါက်မိပါမှရှုပ်ထွေးမှုတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။တင်ချာဗေဒဟာတင့်မှ၃ညအထိသာအခြေခံပင်မဲ့တင်ချာပါရဂူဖြစ်ဖို့ကတော့ခနန်းတွေရလှုပ်ရှားသွားလာမှုသို့မဟုတ် တွက်ကိန်းများကိုညားစွာဖြေရှင်းခဲ့သူ ဖြစ်ရပါလိမ့်မယ်။ထပ်မံပြီးတော့ဖွင့်ဆိုပါအောင်အံ့ စူဇန်တို့ဟာအထွေထွေဘဟုသုတနဲ့ပြည့်စုံရမယ်။အခြေတီးစရာအချက်လက်မပြည့်စုံပါပဲနဲ့။အချက်ကလေးအနည်းငယ်မျှလောက်ဖြင့်သာစူဇန်လို့ရှိရင်လွဲမှားတဲ့ဆုံးဖြတ်ချက်ကိုရင်ဆိုင်ရတတ်တယ်။တဲပြင်ပေါ်မှာဆောက်အပ်တဲ့ရဲတိုက်လိုပဲမခိုင်မြဲတဲ့ဆုံးဖြတ်ချက်ဖြစ်ရတတ်ပါတယ်။ဥပမာအားဖြင့်ချွေးထွက်တာကိုစူဇန်နဲ့ဆိုပါစို့။အရင်ကကြုံတွေ့သတိပြုမိရဲ့ပူအိုက်ရင်ချွေးထွက်တယ်ဆိုတဲ့အချက်ကို အသေးကင်ဆွဲပြီးတော့ချွေးထွက်တယ်ဆိုရင်ရာသီဥတုပူအိုက်လို့ဖြစ်ရမယ်လို့တူကကောက်ချက်ချတယ်တဖန်ကျန်တူကလည်းသူ့စီမှာရှိနှင့်ပြီးတဲ့ဘခုတုတကလေးနဲ့ချွေးထွက်တာလှုပ်ရှားမှုပြုလို့ဖြစ်ရမယ်ဆိုပြီးတော့ကောက်ချက်ချတယ်အဲ့ဒီခါမှာစောင်းတွင်းညတစ်ခုမှာတေအပ်မူမူနာတာရှည်လူနာရဲ့နှစ်ဖူးပြင်ထမဇောကျွေးတွေကဘာကြောင့်ထွက်ပါသလဲလို့မေးလိုက်ရင်သူတို့ရဲ့ကောက်ချက်ချတွေးခေါ်ဆုံးဖြတ်မှုတွေက မိုးကြိုးထိမှန်တဲ့တဲတောင်ပြင်ပေါ်မှာရဲတိုက်လို့အစိမ့်စိမ့်အမွားမွား၊ကွဲပြတ်ကြရပါတော့တယ်။ဒါကြောင့်စူးစမ်းသူမှာအချက်အလက်ပြည့်စုံပါမှ သူ့ရဲ့စူးစမ်းမှုအသီးပွင့်ဟာငွားငွားဆွန့်ဆွန့်ရှိပါလိမ့်မယ်။ဒီလိုအထွေထွေဘဟုတ္တနဲ့ပြည့်စုံစေဖို့ကျွန်ုပ်တို့ဟာနေ့စဉ်ကြုံတွေ့မြင်သိနေရတဲ့အချက်အလက်တွေပေါ်မှာစူးစမ်းမှုအလေးအကျင့်ပြုခြင်းအခြားသူတွေရဲ့စူးစမ်းတွေ့ရှိချက်တွေကိုမှတ်သားခြင်းနဲ့ပြုကြရပါတယ်။ ကျွန်ုပ်တို့ဟာအချက်တော်တော်များအောင်မစူးစမ်းမဲနဲ့လွယ်လင်းတကူလက်ခံခဲ့ကြရအောင်ပြန်စင်းစားလို့ရှိရင်သတိပြုမိကြလိမ့်မယ်။တာမန်လူတွေကအလွယ်ကြိုက်တာဖြစ်လို့စူးစမ်းမှုမပြုဘဲကြော်လွှားပြီးအမှတ်တမဲ့ပဲနေထိုင်လိုက်ကြတယ်။ပညာရှင်ဖြစ်ချင်တဲ့သူကတော့စူးစမ်းနာအောင်လက်ကသုံးတောင်ဝေးပြုရပါမယ်။လောကမှာမစူးစမ်းသူတွေကနှမျိုးတည်းရှိတယ်။တစ်မျိုးကတော့ခောက်ခောက်ခက်ခက်တိပီးသူတွေဖြစ်ပြီးတော့ ကြံတမျိုးကတော့ဘာမှမသိရတဲ့သူတွေ ဖြစ်ပါတယ်။သိပေးရတဲ့သူတွေအဖို့စူးစမ်းစရာမလိုအောင်တေချာနေပြီပဲဖြစ်ပါတယ်။ဘာမှမသိသူတွေမစူးစမ်းကြတာကတော့ပင်မမခံလို့လို့တော်လကောင်။မျက်စိမိတ်ပြီးလက်ခံခဲ့တဲ့ကောက်ချက်ကုန်ဆွတ်လွတ်ပြစ်ရမှာနှမျောစိုးရင်ရွေတော်လကောင်ဖြစ်ပါတော့တယ်။ပညာအောင်အစ်စ်အမှန်လူလားတောင်းတရတဲ့သူကတောထဲမှာလမ်းပြောင်းနေသူပမာစူးစမ်းရမယ်။လမ်းဆောင်လမ်းကွာရောက်ရင်မှန်မယ်လို့အထင်ရဆုံးသောလမ်းကိုလိုက်ရမယ်။ လမ်းဆုံးရင်မှားနေပြီဆိုရင်ပြန်꿰ပြီးတော့လမ်းဆုံးလမ်းကောင်းကိုတဖန်ပြန်လျှောက်ကကြံတလန်းကိုရွေးချယ်ရပြန်ပါတယ်။မျက်စိတွေကိုကြကြဖွင့်ထားရတယ်။နားတွေကိုလည်းဆွင့်ထားရတယ်။မိမိလိုက်နာတဲ့လမ်းဟာကျေလာလား။ရှေ့ရသွားထားတဲ့ခြေရာတွေကိုတွေ့လား။ရှေ့ရစတဲချသွားရာတွေကိုတွေ့ရသလား။စသဖြင့်မျက်စိတွေကိုကြကြဖွင့်ထားရင် မိမိကိုကူညီလမ်းပြပေးမယ့်အတန်တွေကိုလည်းနားဆွင့်ထားရပါလိမ့်မယ်။သွားရလမ်းအားစိတ်ချလက်ချရှိနိုင်ပြီဆိုရင် ရှေ့ကိုဆက်လက်ပြီးတော့လမ်းလျှောက်နိုင်ပါမယ်။တဖန်မမျော်လင့်မဲ့ဘွားကနေပေါ်ပေါက်လာတတ်တဲ့ခြောက်ကပားကြီးတွေမကြော်နိုင်တဲ့အခက်အခဲကြီးတွေရှိရင်လမ်းကွာစီတို့ပြန်ပြီးတွေ့ရတယ်။ဒါတော့စူးစမ်းသူရဲ့လှုပ်ရိုးလမ်းစဉ်ပါပဲ။စူးစမ်းရမှာအတွေးနဲ့ကြီးတင်းတိမ်နေလို့မရဘူး။ လက်တွေစမ်းသပ်နိုင်တာကိုလက်တွေစမ်းသပ်ပြီးတော့မှလက်သင်ခံရပါတယ်။တယောက်ကစမ်းသပ်ပြီးတွေးရှိချက်ကိုပြောရင်မိမိမှလည်းသူ့လိုပဲစမ်းသပ်နိုင်ခွင့်ရှိရင်စမ်းသပ်ပြီးတော့မှလက်ခံတဲ့နယ်။အင်္ဂလန်ပြည်ဒုတိယမြောက်ချောလ်စ်ဘီရင်ကတခါမှာတော့သူ့ရဲ့နန်းတွင်းမှာရှိတဲ့တွေးခေါ်ပညာရှင်ကြီးတွေကို ပြဿနာတစ်ရက်တင်ပြဘူးတယ်။သူတင်ပြရတဲ့ပြဿနာကတော့ရေစလုံးနဲ့တကွရေတွေကိုချိန်တွယ်ထားတယ်။အဲ့ဒီရေထဲမှာ ငါအသေးတကောင်ထည့်လိုက်လို့ရှင်အလေးချိန်တိုးလာပြီးတော့ငါအသေးအစားငါအရှင်တကောင်ထည့်လိုက်တဲ့အခါ အလေးချိန်အပြောင်းလဲမရှိတာဘာကြောင့်လဲလို့ဆိုပါတယ်တွေးခေါ်ပညာရှင်ပေါင်းများစွာ ကောက်ချက်တွေကိုပေးကြတယ်နောက်ဆုံးမှာတော့တယောက်ကဂရိတွေးခေါ်ရှင်အရစ္စတိုတယ်ကအဆိုပြုချက်တစ်ခု အပေါ်မှာကောက်ချက်ချရမယ်ဆိုရင်အဆိုပြုချက်မှန်မမှန်ကိုစမ်းသပ်ပြီးတော့မှစူဇန်ချင်းပြုရမယ်လို့ဆိုထားပါတယ်လို့ပြောပြီးတော့ လက်တွေ့တေချောင်စမ်းသက်ကြည့်လိုက်တဲ့အခါမှာငားတည်သည် ဖြစ်စေငားရှင်သည်ဖြစ်စေရေရဲ့အလေးချိန်ဟာတိုးလာတာကြီးဖြစ်တာကိုတွေ့ကြရပါတော့တယ်။ဒါကြောင့်လက်တွေ့စမ်းသက်နိုင်ရင်စမ်းသက်ပြီးတော့မှစူးစမ်းခြင်းကို ပြုကြရ၏။အထက်မှာဖော်ပြခဲ့တဲ့အတိုင်းမိမိရဲ့အတွေ့အကြုံ သိရှိချက်မှာမပါဝင်တဲ့အချက်တစ်ခု အမှန်ဆိုပြီးတော့အသေးစွဲကင်ပြီးစူးစမ်းလို့ရှိရင် စူးစမ်းသမျှဟာအချိန်ကုန်လူပန်းဖြစ်ပြီးတော့ဘာတန်ဘိုးမှရှိမှာမဟုတ်ပါဘူး။ဒါမဲ့တခုတော့သတိပေးခြင်းနဲ့စူးစမ်းနာကိုပြုတ်တဲ့နယ်လို့ဆိုထားလို့ငါကမစူးစမ်းရသေးသမျှဘာကိုမှမယုံကြည်နိုင်ဘူးလို့မငင်းပယ်လိုက်ပါနဲ့။ဘာကြောင့်လဲဆိုတော့စူးစမ်းနာကိုလက်ကင်ပြုတ်သူဟာစိတ်အတွေးကိုပွန့်ပွန့်လင်းလင်းထားရမယ်။မျက်စိမှပြိပရာစိတ်အတွေးမျိုးဖြစ်ရမယ်။ကြားနေလို့ဘယ်ဘက်ကိုမှမကတ်ရပါဘူး။ဒါကြောင့်မစူးစမ်းရသေးမီ။ ယုံတယ်ဆိုတဲ့ဘက်ကို မကတ်တဲ့နေတူမယုံဘူးဆိုတဲ့ဘက်ကိုလည်းမကတ်တင်ပါဘူးစူးစမ်းခြင်းမှန်သမျှစူးစမ်းသူနဲ့စူးစမ်းပုံနီးလန်းတွေအပေါ်မှာများစွာတည်ရှိပေရာမစူးစမ်းနိုင်ုံနဲ့အဖြစ်အပျက်အချက်အလက်တခုကအမှားဆိုပြီးတော့မဆုံးဖြတ်နိုင်ပါဘူးဒါပေမဲ့ပညာရှင်ဆိုရင်တော့မစူးစမ်းခင်မှန်တယ်မှားတယ်ဆိုတာမဆုံးဖြတ်ဖဲနေပေမဲ့လက်ခံရတော့မယ်ဆိုရင်တော့စူးစမ်းပြီးမှသာစနစ်တကျ လက်သင့်ခံပေတော့တည်။ဒီနေရာလေးမှာတော့စာရင်းသူဆရာသက်လုံရေးသားထားတဲ့လိလာစူဇန်ရှောင်းမြီလန်းဆိုတဲ့ကောင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်။ဒီကောင်းစဉ်လေးကိုချင်းတွင်းမဂ္ဂဇင်းထဲမှာရေးသားခဲ့တာဖြစ်ပါတယ်။ခရဖတ်နေရဲ့စာအုပ်ကတော့ဆရာသက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်ထဲကလိလာစူဇန်ရှောင်းမြီလန်းဆိုတဲ့ကောင်းစဉ်လေးကိုထုတ်နှုတ်ပြီးတော့ဖတ်ပြပေးတာဖြစ်ပါတယ်ရှင်။